အားလုံးပဲမင်္ဂလာပါရှင်။မေဘမာစာအုပ်ကိုဖတ်ပြရမယ့်အချိန်မှာဒီစာအုပ်ကိုနေဦးနာရတိန် channel ကနေအခန်းဆက်လိုက်ဖတ်ပြခဲ့တာဒီနေ့ဆိုရင် အခန်း16ကိုရောက်ပါပြီရှင်။ဒီစာအုပ်ကိုတော့ဆရာဦးဝင်းကြီးက Miss Burma စာအုပ်ကနေဘာသာပြန်ထားတာဖြစ်ပါတယ်။မေဘမာ Nolly Sabin ဆင်းရဲ့အထုပ်ပတ်တီစာအုပ်လည်းဖြစ်ပါတယ်ရှင်။ ဒီအခန်း၁၆ကတော့အပိုင်းနေနဲ့ဆိုရင်အပိုင်း၄တန်တရာများ1963 1965ဆိုတဲ့ခေါင်းစဉ်အောက်ကဖြစ်ပါတယ်ရှင်ဒီစာအုပ်ထဲမှာပါတဲ့ဇဝင်ကန်တချို့ကကလေးတငယ်တွေနားဆင်ဖို့မသင့်တော်တဲ့အတွက်ကလေးတငယ်တွေနဲ့တူနားဆင်ခြင်းမပြုဖို့အတွက်ကြိုတင်အသိပေးပါရစီရှင် ခန်း16မမျော်လင့်သောအဆိုပြုချက်1963ခုနှစ်မတ်လသူ38နှစ်မြောက်မွေးနေ့ မတိုင်မီအကျိုးနေ့တွင် ကရင်တော်လန်ရေးကောင်စီ၏ဘိုးချုပ်ဖြစ်သူ လင်တန်ကသူ့ရင်မောင်းကိုရန်ကုန်မြို့တော်မှအင်းစိန်ရှိစောပင်စင်၏နေအိမ်သို့မောင်းရန်အမိန့်ပေးလိုက်သည် သူသည်ကရင်တို့၏အဖွဲ့များနှင့်သဘောထားကွဲလွဲနေသည့်ဖြင့်ရန်ကုန်သို့ရောက်လာခြင်းဖြစ်သည်ထိုနေ့မတိုင်မီတနေ့က နေဝင်းသည်ပြည်ထောင်စုကြီးမပြိုကွဲစီရန်ဟူသောအကြောင်းပြချက်ဖြင့်အာဏာသိမ်းခဲ့သည်။တနည်းပြောရရင်ဥနုလက်မှကဲတင်ခဲ့ခြင်းဟုဆိုနိုင်သည်။ဥနုအားကရင်အပါဝင်တိုင်းရင်းသားများကတီးခြားပြည်နယ်များတတ်မှတ်ပြီးရင်ဝိုင်းဝန်းတောင်းဆိုမှုများများပြားလာနေပြီဖြစ်သည်။စေအုပ်ချုပ်ရေးကာလတွင်ရန်ကုန်တက္ကသိုလ်မှចောင်းသားတမကအဆောက်အဦအားမိုင်းခွဲက နေဝင်း၏တပ်သားများကဖြိုဖျက်ခဲ့ကြသည်ကိုမမများကိုယ်တိုင်ကမကြင်နဲ့ကြတော့လေ။ ပြောပိုင်ခွင့်မရှိခဲ့ကြပေ။ဩဇာရှိသောထိတ်တီနိုင်ငံရေးသမားများမှလည်းအဖမ်းခံထားကြရသည်။ထိုအချိန်တွင်လင်တန်က အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်တူနေဝင်းနှင့်ငင်းချင်ရေးဆွေးနွေးရန်အတွက်ရန်ကုန်သို့ရောက်လာခြင်းဖြစ်သည်။နိုင်ငံတော်မှထုတ်ပေးထားသော ကားဖြင့်အဆောင်ကျက်များချထားကအကြေကျုပ်ကြခံနေရသောနိုင်ငံရေးအကျဉ်းသားတို့၏အိမ်သို့လာရောက်ခြင်းမှာစောပင်စင်းနှင့်ဆွေးနွေးရန်လော။ တို့ဒီမဟုတ်နာမည်ကြီးလာသောတမီးရောကြောင့်ရောက်လာခြင်းလို့ဆိုသည်မှာစိတ်ဝင်စားဖွယ်ရပင် လင်တန်သည်နာမည်ကြီးသောလူစားပင်စင်ဤရုပ်ရှင်ကားများကိုဆွဲဆွဲလန်းလန်းကြည့်သောပရိသတ်တူမဟုတ်ပါကြီးလူစားပါဝင်တယုတ်ဆောင်လာသည်နောက်ဆုံးရုပ်ရှင်ကားတကားကိုသာကြည့်ဘူးပြီးရုပ်ရှင်ုံထဲတွင်တောင်းတောင်းကြီးထိုင်ကစိတ်မသက်မသာကြည့်ခဲ့ဘူးသည်ထိုခေတ်ကအချစ်ကစစ်ကများရိုက်ခွင့်မရှိသဖြင့်ဇလန်မှာဆိုရှယ်လစ်စည်းဝါးရေးစနစ်အထောက်အကူပြုတောင်းလူလေသမားဇက်တာဖြစ်သည် ထိုရုပ်ရှင်ကားကြည့်ပြီးတွင် လင်တန်နီလူစာအားအယူမှုဆွဲလန်းသွားခဲ့သည်လူစာအလကိုဆွဲမက်မိသည်ကမကတိဥဆောင်နေတော့လဲပေါ်လွင်နေတော့သူမ၏ယူသားဖြောင့်မက်သည့်စိတ်ဓာတ်ကိုလည်းဆွဲမိသွားသည်ထိုအကျင့်သည်လူစာငယ်စဉ်ကတည်းကချစ်စရာကောင်းသောအကျင့်ဖြစ်ခဲ့သည်သူသည်လူစာဖခင်နေရာသို့ရောက်ခဲ့ပူတော့လဲခင်နှင့်သူလူစာရှိတွင်တစ်ချိန်တကားမျှလက်ပုံတတိနေထိုင်သည်ကိုမတွေ့စီခဲ့ရပါဘူး ယခုလူစားကိုပိတ်ကားပေါ်တွင်၎င်းသတင်းစာဆက်မျက်နှာများနှင့်ကြော်ညာပိုစတာများတွင်၎င်းတွေ့မြင်လာရသောအခါလင်တန်၏ရင်တွင်း၌ချစ်စိတ်ကင်းအောင်လာခဲ့သည်တိုးတော့တချိန်ကခင်းနှင့်ပတ်သက်ခဲ့မှုကြောင့်လင်တန်မှာမတိုးသာဟုယူဆတော်လဲနေဝင်းနှင့်ပတ်သက်သည်ဟုထွက်ပေါ်လာသော ကောလာဟလများချစ်သူရှိသည်ဟုသိထားရသည့်အချက်များကြောင့်လူစားကိုလက်လွတ်ဆုံးရှုံးမခံလိုတော့ပေထို့ကြောင့်နေဝင်းအစိုးရနှင့်ယာယီအပြစ်ခက်ရက်စရေးသဘောတူထားခိုက်တွင် အင်းစိန်တို့ရောက်လာခြင်းပင်ဖြစ်တော်သည် ီနီယာတို့သူလာခြင်းမှာနေဝီဤအမြောင်မရအားကဲတင်ရင်လာခြင်းမဟုတ်ဟုသူကိုယ်သူသတိပေးနေမိသည်ရင်မောင်းသူကအဆောင်ရှောက်များ တော်တော်နှင့်ဂိတ်ဖွင့်မပေးခြင်းကြောင့်ကျိန်ဆဲနေသည်ကေဖွင့်ပေးလိုက်သည်နှင့်တောင်ကုန်းပေါ်သို့မောင်းတက်လာရာစောပင်စင်းဤနေအင်ကိုမြင်တွေ့ရသည်အိမ်ဤတချမ်းမှာစစ်ဘေးစင်းကြောင်ပြုတ်ပြက်နေသည်ဖြင့်ကြည့်ရသည်မှာကောင်းငင်တွင် ပြန်ဝဲနေသောငှက်ကြီးတကောင်အတောင်မှတစ်ဖက်ဒဏ်ရာရနေသည်နှင့်တူနေတော်သည်ချင်းမြတ်နိုမီသည်လူစားပင်စင်းရှိရာသို့တူရောက်လာခဲ့ပေပြီး ကာလတစ်ချောင်းလုံးသူမိပါနှစ်ပါးပေါ်စူးညစ်ခဲ့သည်များကို သူခွာချပြရပေမည်။လူစားကညှင်းဆန်သည်ဆိုပါက သူမိတို့ရင်ဆိုင်ရမည်နီ။အိမ်တကားခောက်လိုက်ပြီးမိနစ်အနည်းငယ်အကြာတွင်တကားဖွင့်လာသူကခင်ဖြစ်သည်။တယောက်နဲ့တယောက်စကားမဆိုမိကြပဲကြည်နေမိကြသည်။ခင်မြတ်ဝန်များ၌လင်တန်ကသာအခွင့်အရေးပေးမည်ဆိုပါလင်နောက်တစ်ချိန်အချစ်ပွဲများနှွေးလိုက်ခြင်းသေးသောအရေးအယံကိုမြင်တွေ့လိုက်ရသည်။သူမျက်လုံးများကလင်တန်ထံမှမခွာတော့ပေ။ ခင်းမျက်နာကပြုံးတော့မီကဲသို့ရှိနေရမှမျက်ရည်များလည်လာခဲ့သည်ခင်သည် ခင်ဖြစ်နေစေပင် သို့တော့သူ့မျက်ဝန်းအောက်တွင်အရေးကြောင့်တို့ပေါ်စားပြူနေပြီနှစ်ထင်ဆန်ဆက်တို့တွင်အဖြူရောင်ဆန်တွေတို့တွေ့နေရပြီပါပေါ်တွင်အဆက်ပြောက်တချို့ကို တွေ့နေရသဖြင့်ခင်သည်ကိုဝန်ဆောင်နိုင်သောမိခင်လောင်တရားမဟုတ်တော့သည်ကိုဖော်ပြနေသည်ကိုသိန်းရနှံကယခင်ကဲ့သို့မွေးမြနေစေပြောင်းလဲများတဲ့တွင်အော့အော်ပဲကောင်းသည်မှာခင်နှခမ်းများဖြစ်သည် ယခင်ကကဲ့သို့ပင်မပြောင်းမလဲဆွဲဆောင်မှုရှိနေသေးသည်။မျက်ခုံများကလည်းမပြောင်းလဲပဲညင်ညူရောင်ရှိနေစေ။မျက်လုံးများကလည်းယခင်ကကဲ့သို့ပင် စနရမျက်ပြင်ထန်စေပင်။ရှင်ကျမတို့ကိုရှာတွေ့တယ်နော်။ခင်ကပင်စတင်စကားဆိုလိုက်ပြီးနောက်လင်တန်အိမ်ထဲသို့ဝင်နိုင်ရင်ကိုယ့်ယူကားရလမ်းဖယ်ပေးသည်။ခင်အတန်မှာယခင်ကထက်ပင်နူးညံ့တွင်းနေသည်ဟုလင်တန်ထင်မိသည်။ဧကန်ကခက်မမောင်ဖြစ်သဖြင့် ခဏနေမှာလင်တန်မျက်စိများကျင်သာရကပဝင်ချင်းကိုအကဲခံနိုင်တော့သည်ပြည်တွင်းစစ်ပထမဆုံးတိုက်ပွဲသည်ဤအိမ်ကိုဒဏ်ရာတန်ချက်များစွာပေးခဲ့သည်သို့တော့အိမ်နေရန်တို့တွင် ကြီးစံရများမရှိကြတော့အိမ်တော်ပြိဘကားတို့မှလည်းဒဏ်ရာတန်ချက်မရှိတော့ကျိန်ဆိုပါများဖြစ်နေပြီအေကံမှာအလင်းအားနေသည့်အပြင်လေဝင်လေတွက်လည်းတိတ်မကောင်းလာသဖြင့်အသက်ရှူရေးပင်မဝခြင်း အမှန်အားဖြင့်ဤအိမ်သည်အသက်ပေါင်းများစွာဆုံးရှုံးခဲ့သောပြည်တွင်းစစ်အထိမ်းအမှတ်ပြတိုက်အဖြစ်ထားတဲ့သောနေရာပင်ဖြစ်သည်လင်တန်က သူ့ကို အသေးအံပြုံးပြနေသောခီးဤအပြုံးများကိုတုံ့ပြန်နိုင်ရန်ကြိုးစားပါသည် ခင်ကသူ့ဧကန်ထဲကိုဝင်ရောက်လာပြီးချိန်တွင်ကျောပန်းမအဝင်တကားကိုပိတ်ထားခဲ့ကြည်ပြီသူ့နားတို့လာရက်လိုက်ပြီးထမိန်ကိုတတက်ရက်ရက်ဖြစ်စေရန်ပြင်ဆင်နေသည်မျက်လုံးများကမူအတန်မထွက်လာသောမိခုံမောင်းများစွာကိုမေးနေ၏သူပြောလိုက်သည်ကရှင်ကျမတို့ကို ရှာတွေ့တယ်နော်ဟုဆိုခဲ့သည်ရုတ်တရက်ဧကန်ထဲကိုတစုံတစ်ယောက်ဝင်လာသည်ဟုလင်တန်ခန်းစားလိုက်မိသည်အော်ခင်ရဲ့ဒီလိုလူတွေကရှောင်နေလို့ရတဲ့သူတွေမှမဟုတ်တာ ဟုပြောလိုက်ရင်ခင်အနက်တကြားကြည့်နေသည်ကိုတတိပြုမိလိုက်သည်မရှောင်ပါဘူးရှင်ခင်အတန်ကအနှဲငယ်တုံနေ၏ကျမထင်ပါတယ်ဘူချိုးကသတင်းစာတွေထဲမှာရင်းနေကြတာတွေကိုစိုးလိုပုံရပါတယ်ခင်အတန်မဟုတ်တော့အတန်တစ်ခုကိုကြားလိုက်ရသည်သူ့အတန်ဖြစ်ပေမည်ရုပ်ရှင်ထဲကအတန်နဲ့အနှဲငယ်ကွာခြားနေပြီးခနဲ့လူသည်အတန်ဖြစ်နေသည်ကိုတတိထားမိသည် င်တန်လက်ကြည့်လိုက်သည်တွင်ဧကန်နှင့်ထမင်းစားကန်ဆက်သွယ်ထားသောတကားဘဝတွင်လူစားရက်နေသည်ကိုတွေ့လိုက်ရသည်ပိတ်ကားထက်တွင် တွေ့မြင်ရသည့်ထက်အနှဲငယ်သေးပြီးမျက်နှာမှာအနှဲငယ်ချောင်ကျနေ၏ခန္ဓာကိုယ်အချိုးဆက်မှာရှိုက်ဖို့ကြီးငယ်အသွေးတွေနှင့်မြင်သူတိုင်းငေးလောက်ပါပေသည်သူ့မျက်လုံးများနှင့်လူစားမျက်လုံးတို့ဆုံလိုက်မိသည့်တခဏ၌တဖိမ့်ဖိမ့်ဖြစ်သွားမိသည်သူ့အတန်ကဲသို့ပင် မျက်လုံးများကလည်းနင်းတက်ကိုမထီတီကြည့်နေပြန်သည်သတင်းစာများ၌ ဖော်ပြနေကြသည်ကလည်းနေဝင်းနေရခဲ့သောဒရေသားကိုဖျက်ချလိုက်သည်ဟုတမျိုးကီတီကတဝန်တူသည်ဖြင့်ဓာတ်နှင့်ထိုးလိုက်သည်ဟုတသွဲအမျိုးစုံရေးသားနေကြသည်ယုတ်တိရှိစီရန်လဲဒရင်သမားများကဖန်တီးကြသည်ဝိုလစ်စလေးရက်ကူထားသည့်မျိုးသူမီတူဦး၏ဓာတ်ပုံတွင်လူစာဤခေါင်းကိုတက်ပြီးကလူစာဝိုလစ်စလေးဓာတ်ပုံအရိုက်ခံလီဟန်ရေးကြပြန်သည် မသိသူများကလူစာပုံဟုယူဆနိုင်ကြပါသည် လမ်းမေးမှတရင်စား လက်လျှော့ရောင်းသူများကလူစာပင်စင်တကြက်တကြက်ဟုအော်ဟင်ရောင်းကြနေကြသည်လင်ကြံကမူဤသို့လှုပ်ကြံရေးသားမှုများကိုမယုံကြည်သောကြောင့်အိတ်ထဲတွင်ပါလာသောငွေအလုံးဖြင့်တရင်စာများကိုဝယ်ယူကာမိရှုခဲ့သည်ကိုကတရင်စာတွေကိုကြိုက်တဲ့အချက်လည်းရှိတယ်အဲ့ဒါကတော့လူတယောက်အမြင့်ကိုရောက်နေချိန်မှသာရေးတာမဟုတ်ဘဲအနှင့်ကိုကြာနေချိန်မှလည်းရေးကြတယ် လင်တန်ကလူစားကိုတဲ့တဲ့ပြောနေခြင်းဖြစ်တော်လဲသူ့မျက်နာကိုမကြည့်ပဲပြောနေသည်ကိုဆိုသူတို့ရေတိုင်းနာတေရရင်တေတာအချိန်ပေါင်းတရာစင်မကတော့ဘူးပြီးတော့ရေးကြသေးတယ်ကို့မှာဇနီး69ယောက်ရှိတဲ့လင်တန်စကားကြောင့်လူစားမျက်လုံးများပြုံးလာသည်နှခမ်းများကမူမပြုံးသေးပေမျက်ဝန်ထဲမှာသူ့အပြုံးကတခမ်းလုံးကိုလင်းလက်သွားစေပြီးခင်နှစ်တူနေစဉ်လူစားကလေးဘဝကအเจ้าများကိုပြန်ပြောင်းတရီရမိစေသည် ထိုစဉ်ကအားလက်ချင်းများတွင်လင်တန်ကဘာကြတလက်နှင့်တချင်းမှတ်နေလျင်လူစားကတမိတ်တမောနားထောင်နေရတော့လေသူလိုချင်သည်ဟုဘယ်ခါမှမပြောခဲ့လင်တန်စပွဲပေါ်တင်ထားခဲ့လျင်မူသူ့မောင်နှမများနှင့်အတူယူဆော့တတ်ကြသည်ဒီချိန်တွင်လူစားကလင်တန်အားဒေဒီပါကြာကပူကောင်းတယ်ဟု ပြောလာသဖြင့်လင်တန်အံ့ဩခဲ့ရသည်ဒေဒီကတမိအတွက်အကော်ဒီယံတစ်ခုဝယ်ပေးထားတာရှိတယ်အဲ့ဒါကအခုတထုံအိမ်မှာကျန်ခဲ့တယ် လင်တန်တထုံကိုတွားအောင်မလာရင်ဟူပြောခဲ့ဘူးဒီကိုတတိယမိသည်ဘိုးချုပ်ကဇနီးမနေရောက်တောင်ရှိခဲ့တာလေကင်ကရီရီ မောမောနဲ့ဝေမေးလိုက်သည်လင်တန်မျက်နှာထူပူသွားကကျွန်တော်လည်းမမှတ်မိတော့ပါဘူးဟုဖြေလိုက်သည်ရက်အန်အန်ဖြစ်သွားသည်ကိုလူစားကသဘောကျသည်ခင်ကမူရင်ထဲ၌အတော်ပင်အောင့်သွား၏ထို့နောက်ပိုင်းတွင် ခင်ကဘိုးချုပ်လာလေခြင်းအတွက်ဝမ်းသာကုန်ယူပါကြောင်းအမိငယ်နှစ်ယောက်ဖြစ်သည့် Gracie နှင့် Molly တို့မှာ တငယ်ချင်းများထံသွားလည်နေကြသဖြင့်ဘူဂျုံနေမစုံလိုက်ရသည်ကိုစိတ်မကောင်းကြောင်းဒါဖြစ်သူဂျော်နီမှာအမေရိကတွင်ဗန္နာရေးဆိုင်ရာပညာရပ်ကိုသွားရောက်လေ့လာသင်ယူနေကြောင်းတားဆယ်တန်းအောင်စင်ကဗမာပြည်တပီလုံးတွင်ပထမရခဲ့တော့လေတာဝန်ရှိသူများကအစိုးရအရာရှိတူဤသားကိုပထမပေးခဲ့ကြောင်းဒါအမေရိကသွားစဉ်ကအသက်15နှစ်သားသာရှိသေးပြီးယခုအချိန်မတန်သေးပဲအိမ်အောင်ပြုတ်လိုက်ကြောင်းစသဖြင့် နင်တန်အားဝဝီဆဆအခန့်စကားပြောနေတော့သည်ထို့ထို့စကားပြောနေရင်းကပင် ခင်ကလင်တန်နှင့်နေဝင်းတို့ငင်းချမ်းရေးဆွေးနွေးသည်ကိုလည်းစိတ်ဝင်စားနေမိသေးသည်ဗဇက်ကမူဂျော်နီယခုတက်နေသောတင်နန်း၌ပထမရပါကကင်ဘရစ်တက္ကသိုလ်တို့တက်ခွင့်ရမည်ဖြစ်ကြောင်းသူ့ဖေကလည်းကင်ဘရစ်တို့တက်ခွင့်ရစီခြင်းကြောင်းတို့အဆက်မပြတ်ပြောနေပြန်သည်ဂျော်နီအကြောင်းစပြောကလေးကလူစားကအေဂန်အတွင်မှပျောက်သွားခဲ့သည် လင်တန်ကလူရင်းကိုပြောမှဖြစ်တော့မည်ဟုဆုံးဖြတ်ကသမီးစားကမဲ့တို့လဲကြည့်သည်။အော်စောပင်စင်ကရောဒီမှာပဲလား။ဟုစကားဆလိုက်သည်။စောပင်စင်နဲ့သူဆွေးနွေးရပြီအုံးမီ။ခင်မဲ့တို့လဲကြည့်လိုက်တော့အခါမျက်နှာမသားမရဖြစ်သွားသည်ကိုတွေ့လိုက်ရသည်။သူကိစ္စကတော့ဘာမှကိုမရေးရတာပါ။သူကလည်းမိုးလင်းကနေမိုးချုပ်တဲ့အထိစားကြည့်ကနေထိုင်ပြီးအမေရိကကိုစားရည်ရင်းနေတော့တာလေ။အဲ့ဒီစားရည်ကပို့လို့လည်းရတာမဟုတ်ဘူး။သူကတော့အမေရိကန်တွေကတခုခုလုပ်ပြီးမှပဲလို့ထင်နေတော့ပဲ။ ူးမှုကဘာလဲဘာဖြစ်လို့အကျေကျုပ်ချခံနေရတာလဲခင်ကနှာခေါင်းရှုံလိုက်သည်သူအကျေကျုပ်ကြတာလားအဲ့ဒါကသူ့အတွက်ခက်ကောင်းကောင်းပဲသူကစားချိခံနေမှာပဲသူ့ကိုယ်သူထောင်ချထားပြီးစားရည်နေတော့တာသူရေးတာတွေကကရင်လူမျိုးတွေအတွက်တဲ့မဖြစ်လာဘူးလို့ဘသူပြောနိုင်မှာလဲလူစားပြန်ရောက်လာပြီးသူ့တဲ့ဒီဘက်ကဝင်ပြော၏သူဧကန်အတွင်းတို့ပြန်ဝင်လာခြင်းတွင်လက်ဖက်ရည်ပကံများထည့်ထားသည့်လင်မန်းကိုတည်ဆောင်လာကား လင်တန်နှင့်သူ့မမရှိရင်ချပေးသည်အင်္ဂလိပ်စကားတွင်ဆိုရိုးတစ်ခုရှိသည်မှာ coffee လားလက်ဖက်ရည်လားငါလားဟူ၏ယခုလူစားကလည်းလက်ဖက်ရည်လားမမလားငါလားဟု မေးလိုက်တဲ့အောင်ပင်ကိုလူပြရစီလင်တန်ကကိုကိုကိုင်းကလက်ဖက်ရည်အိုးကိုမှားလိုက်သည်မလုပ်ပါနဲ့ဟုဆိုကကျမ်းမော်ရင်ဒူးထောက်လိုက်ကနှစ်ယောက်လုံးအတွက်လက်ဖက်ရည်ထည့်ပေးသည်လူစားထိုင်လိုက်သည့်ပုံစံကအမြင်မတင်တယ်လားပဲ နှုတ်ယူအောင်မလားလူစားကပျော့ပျော့ဆူဆူလင်တန်ခွက်ထဲသို့နှုတ်ထက်ကမွေပေးနေသည်တကြားကတော့ကုံနေလို့ဟုဆိုသည်ကိုကချူချူမကြိုက်ဘူးလင်တန်ကတုံ့ပြန်သည်ရှင်ကဘယ်တော့မှအချူမကြိုက်ခဲ့တာလေခင်ကလည်းအညံ့မခံဝင်ရောက်ဖြည့်ဆွက်သည်ဘိုးချုပ်ကတာမန်လူတွေနဲ့မတူစိတ်တူတတ်တယ်လားလူစားမေကွန်းကသူ့ကိုနှစ်ပေါင်းများစွာအတွင်းမိသူမြမမေးရခဲ့တော့မေကွန်းဖြစ်တဲ့ဖြင့် လင်တန်ဦးလိုက်အသေးလိုက်ရီလိုက်မိသည်အီမေကွန်မေးသည်ကို ထောက်ရှုခြင်းအပြင်လူစားသည်သူ့အပေါ်တွင်စိတ်ဝင်စားမှုရှိနေသည်ကို သိသာသည်လင်တန်ကပုံမွေလင်းလင်းရီလိုက်တော့လဲလူစားကိုကြည့်လိုက်သည့်အခါမိန်ကလေးသည်တစုံတစ်ခုကိုစိုးရင်ကြောက်လန့်နေဟန်ရှိသည်ကိုသတိထားမိလိုက်သည်အလင်းရောင်အားနေသောဧကန်တွင်၌မြင်ရသည်မှာသူ့မျက်ကုံးသည်အညူရောင်ဖျော့ဖျော့ဖြစ်ပြီးမျက်အိမ်အောက်မှအသားရောင်လိုကြောင့်ရှိရင်ဆွဲအသက်ထက်ကြီးပုံပေါက်နေသည်၂၂၂၃ခန်းရှိသည်ဟုခံမှန်းရသည် ခင်သူ့အတန်ကိုပင် သူမယုံနိုင်လောက်အောင်နူးညံ့စွာစတင်လိုက်သည်ကိုမင်းသမီးနဲ့နှစ်ယောက်ချင်းစကားပြောကြည့်ခြင်း ਨੇ ခွင့်ပြုနိုင်မလားလင်တက်မေကွန်ကခင်ကိုအံ့ဩသွားစီသည်သူဒီလိုစကားမျိုးပြောထွက်စီရဲ့ဘယ်နှကြိမ်များလီးကျင့်ခဲ့ပါလိမ့်ဟုခင်ကတွေးလိုက်မိသည်ခင်မျက်လုံးများကညှို့ကြသွားသည် ခင်သည်သမီးဤပြိတ္တများရှေ့မောက်တွင်ဤသို့ကြဆုံမှုကိုကြုံရစမြဲဖြစ်သည်ဖြင့်မထူးဆန်းတော့ပေ ကြိုတင်မျောလင့်မထားတော့မိကုန်းလည်းမဟုတ်ပါကြီး။သို့တော့ဒီတချိန်တမိနဲ့ရှင်က သူ့ကိုဖိတ်ခိုင်းစေသူကသူနဲ့ကာလများစွာချစ်တင်နှောခဲ့ဘူးသူဖြစ်သဖြင့်ခရင်တွင်၌အောင့်တသက်ဖြစ်မိသည်။ကိုသူ့ကို အကြောင်းကိစ္စတချို့မီးစရာရှိလိုပါ။လင်တန်က ခင်ကိုအကြောင်းပြသည်။ခင်က လင်တန်ကိုမျက်စတစ်ချက်ပြစ်ပြလိုက်ပြီးနေရာမှထားသည်။ပါဇက်မလည်းရပါတယ်ရပါတယ်ဟုဆိုသည် ိုက်တစကိုရှင်းထုတ်နိုင်ခဲ့ပြီနှစ်ပေါင်းများစွာသူတက်မှတ်ခဲ့မှုသောခင့်ခန္ဓာကိုမှယခင်ကနေမတူတော့ပေသူခင့်ကိုပြစ်ခွာခဲ့ရခြင်းမှာမချွ၍ဆိုသည်ထက်စည်ရီကိုဦးစားပေးခဲ့ရခြင်းကြောင့်ဖြစ်သည်ကလေးတွေကြောင့်လည်းပါသည် အထူးသဖြင့်လူစားကြောင့်ဟုဆိုနိုင်ပါသည်စစ်ဖြစ်နေသည့်ကာလအတွင်းဒီကလေးမလေးဘာဖြစ်သွားနိုင်သလဲဟုသူတွေးခဲ့ဘူးသည်ကျမညစာသွားစီစဉ်လိုက်အောင်မေဟုဆိုက ခင်ဧကန်အတွင်မှထွက်သွားခဲ့သည် ခင်ထွက်သွားပြီးခဏကြာသည့်တိုင်သူရောလူစားပါမလုံမရှင်ငြိမ်သက်နေကြသည်လူစားကကျမ်းမော်ရင်ဒူးထောက်လျက်အနေထားမှာပင် ရှိနေတော့လေလင်တက်ကို ကြည့်မနေတကယ်တို့မမထွက်သွားသည်ကိုလည်းလက်မကြည့်ခဲ့ပေသူ့အတွေးများကဒုက္ခခံခဲ့ကြရသောအသိစီတို့ပြန်ရောက်နေသည်ထိုင်လေလင်တန်ကဆိုသည်ယခုအချိန်တွင်လင်တန်နေရသည်မှာအလွန်ခက်လာပါသည်သူ့စကားများတွင်အမိန့်ပေးတဲ့ကဲ့သို့အတန်ဖြစ်သွားမည်ကိုဆိုရင်လာပါသည် လူသားကမူတုံလို့ပုံမရပေလူသားကကျမ်းပေါ်မှာထကာလင်တန်ရဲ့မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်လင်တန်ကအဲ့အတွင်းမှာ secret ဘူးကိုနှိုက်ယူကာသူ့အတွက်တလေထုတ်ယူလိုက်သည်ထို့နောက် secret ဘူးကိုလူသားဘက်သို့ပစ်ပေးလိုက်သည်မဆိုင်မတော့ပင်လူသားကကိုကိုကိုင်းက secret ဘူးကိုယူလိုက်ပြီးတလေကိုသူ့နှုတ်ဖြားတွင် ခဲလိုက်ရာလင်တန်ကမင်းညိပေးလိုက်သည်မမကွဲရရင်တောက်လို့ရှိတော့ကြောင့် secret ကိုကောင်းကောင်းတောက်တက်နေပြီဖြစ်သည် မမကအိမ်ထဲမှာ secret တောက်တာမကြိုက်ဘူးကျွန်မလည်းမကြိုက်ပါဘူးခွင့်လွတ်ပါကွာလင်တန်ကမင်းညင်နေရင်ဆိုသည် မဖြစ်နိုင်ပါဘူးရှင်လူစားကခက်ပြုံပြုံနေဆိုလိုက်သည် သူ့အပြုံးမှာ ကလေးဘဝကခံစားခဲ့ရသည်ဝမ်းနေကြည်ကွဲပေါ်ရများနဲ့ပြည့်နေနေသည်လင်တန်ကလည်းသူနှစ်အတူနေစဉ်ကလူစား၏ငယ်ဘဝအကြောင်းများကိုမမက်ရရပြန်ပြောပြနေသည်ထိုစဉ်ကာလကလင်တန်ဤလူစားအပေါ်တွင်စိုးရင်ကြောင်ကြစိတ်များရှိခဲ့သည် ်သို့တော့သူကိုယ်တိုင်လည်းစိတ်ဝင်စားမှုရှိခဲ့မယ်သူကိုယ်သူတည်ပါသည်လူစားကငငယ်တုန်းကဘသူကမှခွင့်မလွတ်တတ်ဘူးဆိုတာမှတ်မိနေသေးတယ်လူစားသူ့ကိုဆူဆူရဲရဲပင်ပြန်ကြည့်နေမိသည် နာကျင်ခြင်းဟုဆိုရမည်လားမသိသို့တော့သူ့နှုတ်ဖျားကစကားအတန်ထွက်မလာခဲ့ဘသူလောက်တာမှမကြိုက်ဘူးဘသူကမှလည်းမကျေနပ်ဘူးအထူးသဖြင့်တော့ကိုယ့်ကိုပေါ့လင်တန်ကဆက်ပြောနေသည် ဟုတ်လားဒါကြောင့်ကိုကမင်းကို အဖွားလေးလို့ခေါ်ခဲ့တာလေ ဤစကားကြားလိုက်ရသည့်အခါလူစာအတော်ပင်ကျဉ်းနှက်သွားသည်စီကရက်ကိုခက်ပြင်းပြင်းရှိုက်လိုက်သည်ကျမကတော့မမှတ်မိတော့ဘူးဟုဆို၏ကိုမင်းတို့စီကထွက်သွားပြီးတော့ဘာရီဆက်ဖြစ်ကြလဲကိုကြားတော့ပြလိယောကဖြစ်တယ်ဆိုခုမှပင်အတိတ်ကလူစာကောင်းတဲ့တွင်ရေးရေးပေါ်လာခဲ့သည်တောက်လက်ဆာစီကရက်ကိုပကံတစ်ချက်တွင်ထိုးချီလိုက်သည်ဘာဖြစ်တယ်လဲဆိုတော့လူစာကစီကရက်တူကိုငေးကြည့်ရင်လင်တန်စကားကိုရေးရွနေမိသည် သူတို့ဘာတွေဖြစ်ခဲ့ကြပါလဲ။လီဇာကလင်တက်ကိုစူးစိုက်ကြည့်လိုက်ပြီးဘာဖြစ်ခဲ့ကြလဲဆိုတော့ပလက်ယောဂါဖြစ်လာတော့မမက ကျမတို့ကိုတခြားတနေရာပို့ထားလိုက်တယ်။တနစ်လောက်ကြာတယ်။မမကိုဘယ်သူမှမတွေ့ကြရဘူး။ကျမစဉ်းစားမရတာက ပလက်ယောဂါဆင်သွားတော့လေမမက ကျမတို့ကိုပြန်မခေါ်ဘူး။လီဇာကစကားဖြတ်ထားသည်။ဘာကြောင့်မခေါ်သည်ဆိုသည်ကိုလင်တန်သိပါသည်။ထထားအောင်မမိလား။ကျမတို့အိမ်ပေါ်လေ။ တစ်တော်ကျိုးဝိုင်းမှာသွားနေကြတော့ကိုဝင်ရခဲ့တဲ့တယောက်လေသူ့ကိုတောကောင်းရဲ့သားကမမမရှိတော့တဲ့ချိန်မရင်းချင်းခဲ့တာပေါ့ထထနဲ့ကျမတို့ကြားအင်မတန်ပေါ်တဲ့ရွာတရွာမှာသွားနေကြရတယ်ဘီလင်းကနေအဲ့ဒီကိုရောက်သွားတာအဲ့ဒီမှာကျမကတပက်ချားတခါငက်ဖြာတက်တော့တာပါပဲကျက်သိန်းတွေထပြီးချမ်းနေတဲ့ချိန်မမကိုအရန်တွေ့ချင်တာပေါ့ဒါပေမဲ့လီစာမျက်လုံးများကလင်တန်ဤရှေ့တွင်ရောက်နေသော secret ဘူပေါ်ရောက်သွားပြန်သည်ကျမတက်လေးတော့တောက်လို့ရမလား လင်တန်က secret book ကိုပေးလိုက်ရာလူစားကတလေးထုတ်ကနှကန်းတွင်ခဲလိုက်သည်လင်တန်ကမင်းကြီးပေးလိုက်ပြန်သည်ကျမအဲ့ဒီရွာလေးကိုသိချစ်တာပဲညညကြရင်ကြားရကောင်ကကျမတို့နေတဲ့တဲကိုလာလာပတ်တယ်ထထရဲ့ကလေးကတရားမဝင်ရထားတဲ့ကလေးလေးရွာထဲကလူတွေကအဲ့ဒါကြောင့်ကြားကလာတာလို့ပြောကြတယ်ကျမကလည်းနှစ်ချင်းမခံရသေးဘူးဆိုတော့အဲ့ဒီရွာမှာပဲနှစ်ချင်းခံလိုက်တယ်ရေကန်ကအနက်ကြီးတဲ့ ဘလောက်နဲ့တလဲဆိုရင်ဘသူမှအောက်ခြေကိုမရောက်ဘူးဘူးတဲ့အဲ့ဒီကဖုန်းတော်ကြီးကထထရဲ့အပြစ်တွေနဲ့မမရဲ့မကောင်းမှုတွေအတွက်ကျမကနှစ်ချင်းခံရမယ်တဲ့နှစ်ချင်းခံတယ်ဆိုတာကအရွယ်ရောက်မှမဟုတ်လားခုတော့ကျမနှစ်ချင်းခံလိုက်တဲ့အတွက်ပြောစရာကောင်းတဲ့ကလေးဘွားတွေကဟိုးဝေကြီးမှကြင်ရစ်ခဲ့ပြီပေါ့အဲ့ဒါပြောတာပေါ့အဖွားလေးရဲ့လီဇာကိုယ်တိုင်အတန်ထွက်တီအထိပွပွင့်လင်းလင်းရီမိသည်သို့တော့ချက်ချင်းပင်သူ့ကိုယ်သူပြန်ထင်းက secret ကိုလည်းထိုးချလိုက်သည် မင်းမလွတ်လွတ်လပ်လပ်ပျော်ခွင့်ရှိပါတယ်လူစာသို့တော့လူစာကသူ့ကိုယ်သူပြန်ထင်းကတိတ်ခါရှိသော မင်းကလေးပုံစံပြန်ဖြစ်သွားသည်ဘာကြောင့်မလဲနေဝင်းနဲ့ပတ်သက်၍နေနေရပုံစံဖြစ်လေသလားအကျဲချုပ်ကြနေသူတယောက်ပုံစံလားယောက်ျားများထဲမှာသူတယောက်သာစောစောစီစီလူကြီးဖြစ်ခဲ့ရသည့်သူ့ဘဝ၏အနောင်ဖွဲ့များမှကဲတင်နိုင်မည်ဟုထင်သည်ကိုယ်တိုင်လွတ်လွတ်လပ်လပ်ပျော်ပိုင်ခွင့်ရှိတယ်ဆိုတာကအမေရိကန်ဝါဒတစ်ခုလားယင်အမေရိကန်ဝါဒဟုတ်လား ဟုတ်တယ်လေရှင်ကနိုင်ငံရေးသမားတယောက်ဖြစ်ပြီးအဲ့ဒါတွေမလိလာဘူးလားထိုစကားကြားရချိန်တွင် လင်တန်က သူပြောလို့ဒီစကားအတွက်အကွက်ဆိုင်သွားခဲ့သည်ဟုတ်တယ်ကိုကစစ်တိုက်တာကလို့ရင်အဲ့ဒါတွေဘာမှမသိဘူးသူစကားကိုလူစားကမရှိပါ လင်တန်က အချင်းကြီးကိုအကဲခတ်လိုက်သည် အခန်းထဲတွင်သူတို့နှစ်ယောက်သာရှိသည်ဒီနေ့မှပဲကုကုကို ထောင်ချနေရင်တော့ပြောစရာဆိုတာဘယ်မှာရှိပါမလဲလူစားဟုတ်တယ်မဟုတ်လားသူကပြုံးလိုက်ပြီးစကားဆက်လိုက်၏ ီတော့တော်လန်ရေးဆိုတာလှုပ်ဖို့လိုအပ်လာတယ်။စိတ်ဝင်စားစရာပါပဲ။ငင်းငယ်ရေးလာဆွေးနွေးတဲ့သူတယောက်စီကဒီလိုစကားမျိုးကြားရတာကိုကိုလက်ထက်လိုက်ပါလူစား။စက္ကန့်ပိုင်းများငြိမ်ကြသွားပြီးလူစားကလင်တန်ကိုဆေးဆေးကြည့်နေသည်သူပြောလိုက်သည့်စကားမှာတီတီတန်တန်ပြောလိုက်ခြင်းမှဟုတ်ပါလူစားဟုတွေးနေခြင်းပင်ထို့နောက်လူစားကဟဲဟဲပက်ပက်ရီလိုက်သည်ဒါဆို ကျမက ဘိုးချုပ်ရဲ့80မြောက်ဇနီးဖြစ်သွားမှာပေါ့လူစားကအီမရက်သေးပဲဘိုးချုပ်ကျမကနေဝင်းရဲ့အမြောင်မရနော်နေဝင်းနဲ့ရတဲ့ကလေးကိုဖျက်ချထားတာနော် သူ့မိမကကျမကို နောက်ကျော်ဓာတ်နဲ့အထုခံထားရတဲ့သူနော်ဒါရီမမိနဲ့အုံးနင်းတဲ့နှလုံးသားများအပြင်းထန်ခုန်နေမိသည် သူ့ကိုယ်သူကာကွယ်ရမည်ဖြစ်တဲ့ကဲ့သို့ထိုးစစ်လေဆင်းရလိမ့်မည်ဆိုသည်ကိုနားလည်လိုက်သည်လီစာကလည်းသူ့ကိုကြည့်နေသည်မှာစီးချင်းထိုးမိတိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေပုံရသည် ရင်တန်ကမူတိုက်ပွဲသည်ရေရှည်သွားရလိမ့်မည်ဟုမှန်သာသည်သို့တော်တစ်ဖက်သားသည်ပန်းရနေဟန်ရှိခြင်းကြောင့်ကြာရှည်ဆင်နွှဲရမည်မဟုတ်သည်ကိုစစ်ကြွန်းသူပြပြနားလည်လိုက်သည်ရင်တန်ကရုတ်တရက်ငုံလိုက်ကာမျက်နှာချင်းဆိုင်ဘက်တွင်ထိုင်နေသောလူစား၏လက်ကောက်ဝတ်ကိုဖမ်းဆုပ်လိုက်သည်သူပြုံမူနေကြကဲ့သို့နူးနူးညံ့ညံ့မဟုတ်ပဲပိုင်ဆိုင်လူစိတ်အပြည့်ဖြင့်ခက်ကြံကြံပင်စုကင်ထားမိသည်တဲ့င်းစာတွေကရေးကြတာတွေဟာအမှန်တွေဆိုရင်လည်းဘာမှမဖြစ်ပါဘူးဟုပြောလိုက်၏ နားဆင်နေကြသူများရှင်အခုဖတ်ပြလိုက်တာကတော့မေဘမစာအုပ်ရဲ့အခန်း16ပဲဖြစ်ပါတယ်ရှင်။နောက်နေ့မှာအခန်း17ကိုဆက်လက်ဖတ်ပြသွားမှာမို့စောင့်မျှော်နားဆင်အားပေးပါဦးနော်။နားဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။